မိုးတဲထန်စွာရွာသွန်းနေသောညတညခွန်စစ်သွေးသည်သူ၏ယူနစ်ဖြင့်အမှုတစ်ခုအတွက်လိုက်လံရှာဖွေနေစဉ်သူ၏ခြေလမ်းများသည်မြို့ဟောင်း၏ကျင်းမြောင်းသောလမ်းကြောင်းတစ်ခုသို့ရောက်ရှိလာခဲ့သည်ထိုနေရာတွင်ညချယ်ရီ၏အမှုပညာဆိုင်ဆိုသည့်ဆိုင်းဘုတ်လေးကိုတွေ့ရသည့်ဆိုင်မှာပိတ်ရဟန်တူတော်လဲအတွင်မှမီးရောင်လေးမိန်တိန်လျက်ရှိနေသည်ထိုမြင့်ကွင်းသည်ခွန်စစ်သွေး၏မာကျောသောနှလုံးသားကိုထူးဆန်းစွာနှိပ်စက်သွားခဲ့သည် ထိုခိုက်သူ၏နားထောင်ကိရိယာမှသူ၏ယူနစ်မှအချက်ပြတန်ကြားလိုက်ရသည်သူသည်အာယုံပြန်ရင်းပြီးမိုးထဲသို့ပြန်ပြေးခဲ့ရသည်သို့သော ထိုမင်းကလေး၏ပုံရိပ်သည်သူ၏စိတ်ထဲတွင်ဆွေးညှိကြံရိပ်ခဲ့သည်ရက်များကြာပြီးနောက်ခွန်စစ်သွေးသည်ထိုလမ်းကြောင်းကိုထပ်မံရောက်ရှိလာခဲ့သည်ဤတကြိမ်တွင်မူဆိုင်သည် ဖွင့်လှစ်ထားသည်သူသည်ဆိုင်တွင်သို့ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်သည်ကြိုဆိုပါれဟူသောနူးညံ့သောအတန်ကိုကြားလိုက်ရသည် ထိုအတန်သည်သူမျက်မခဲ့သောအတန်ပင်ဖြစ်သည် မြချယ်ရီသည်သူမကိုကြိရှိလာသူအားပြုံးဖြား၍ကြိုဆိုသည်ခွန်စစ်သွေး၏စစ်သားဆန်သောဟန်ပန်များကိုသူမတတိထားမိတော်လဲသူမ၏မျက်လုံးထဲတွင်ကြောက်ရွံ့မှုထက်စူးစမ်းလိုစိတ်ကပိုများနေသည်ဒီဒီကြပန်းလေးကိုကြည့်ကြလို့ပါဟုခွန်စစ်သွေးကသူမရှိတွင်ခင်းထားသောကြောက်စိမ့်ဖြင့်ထွန်းထူထားသည့်ကြပန်းလေးကိုညွန်ပြကပြောသည်သူတို့သည်အမှုပညာအကြောင်းတစ်သားနှင့်ကြောက်စိမ့်အကြောင်း စကားဆက်မိပြောကြသည်ခိုစစ်သွေးသည်သူဤဘဝတွင် ပထမဆုံးအချိန်ဤမြငြင်းချမ်းမှုကိုခံစားရသည်မြချယ်ရီသည်ဤယောက်ျားပြုတဲ့တွင် ခိုင်မာသောအပြင်ပန်းအောက်၌နုနယ်သောစိတ်နှလုံးတစ်ခုရှိနေကြောင်းခံစားမိသည်တနေ့တွင်မြချယ်ရီဤဆိုင်သို့မတမာသူများဝင်ရောက်လာသည်သူမသည်ရှားပါသောကြောက်မြတ်ရတနာတစ်ခုကိုထိမ့်သိမ်းထားသည်ဟုကြားသိထားကြခြင်းဖြစ်သည်သူမသည်ကြောက်လန့်တကြားဖြစ်နေချိန်ခိုစစ်သွေးရောက်ရှိလာသည်သူသည်ထိုသူများကိုချက်ချင်းနှင့်ထုတ်နိုင်ခဲ့သည် ဖြစ်ရပြီးနောက်မြချယ်ရီသည်အကြောက်တရားဖြစ်တုန်လုံနေသည်ခွန်စစ်သွေးသည် သူမကိုတက်တောင့်တက်တာဖြစ်အောင် ထားနိုင်ခဲ့ပြီးမင်းကိုဘယ်သူမှထိခိုက်ခွင့်မပြုဘူးဟုပြောခဲ့သည်ထိုစကားသည်ဂတိစကားတစ်ခုထပ်ပေါ်သည်ခွန်စစ်သွေးသည်မြချယ်ရီအားသူ၏ကဘာကိုမိတ်ဆက်ပေးသည် သူမသည်လည်းသူအားသူမ၏အမှုပညာကဘာစီသို့ခေါ်ဆောင်သွားသည်သူသည်သူမ၏လက်ရာများကိုကြည့်ရှုရန်လာလေ့ရှိပြီးသူမသည်လည်းသူ၏အလုပ်အကြောင်းနားထောင်ပေးရန်စိတ်ဝင်စားလာသည် တညံ့နေခင်မြချယ်ရီသည်ခွန်စစ်သွေးအတွက်တစ်သားဖြင့်ထွင်းထူထားသောတင်ကြေးတာတစ်ခုကို ပေးအပ်သည်ယင်းသည်ကြာပန်းနှင့်ဓာတ်ဒဇင်းကိုပေါင်းစပ်ထားသည့်ဒီဇိုင်းဖြစ်သည်ဒီဟာကတင်ရဲ့ခိုင်မာမှုနှင့်ကျမရဲ့နုနယ်မှုကိုကိုစားပြုတယ်ဟုသူမကပြောသည်ခွန်စစ်သွေးသည် ထိုလက်ဆောင်ကိုသူ၏အဖိုးတန်ဆုံးပစ္စည်းအဖြစ်တင်စီလိုက်သည် သူတို့နှစ်ဦးသည်လက်တွဲကမြို့ဟောင်း၏နေရန်ပေါ်တွင်နေဝင်စည်းစာကိုကြည့်ရှုကြသည်သူတို့၏နှလုံးသားများသည်နားလည်မှုတစ်ခုဖြင့်ဆက်သွယ်မိကြပြီဖြစ်သည် ခွန်စစ်သွေးနှင့်မြချယ်ရီတို့၏အချစ်ဆက်လန်းသည်မတူကွဲပြားသောကဘာနှစ်ခု၏တိုးဆုံမှုမဟုတ်ပါယင်းသည်နှစ်ခုသောကဘာများပေါင်းစည်းသွားခြင်းဖြစ်သည်သူတို့သည်တဦးကိုတဦးကာကွယ်ကြသည်အားပေးကြသည်နားလည်ကြသည်သူတို့၏အချစ်သည်ခွန်စစ်သွေး၏တန်မဏိလိုခိုင်မာသောတစ္ဆာတရားနှင့်မြချယ်ရီ၏ကြာပန်းလိုတန့်စင်မှုနှင့်သောစိတ်နှလုံးတို့ပေါင်းဆက်ထားသောလက်ရာတစ်ခုပင်ဖြစ်လာခဲ့သည်